မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဆရာဖြိုးတီဟာရဲ့မိမဆန်ခြင်းနဲ့ခေတ်သစ်ခေါင်းဆောင်မှုဆိုတဲ့အဆောင်ပါလေးကိုဖတ်ပြပေးသွားမှာပါစကားများလိုက်တာ မိမကြီးကြာနေတာပဲမိမလူမိမရနဲ့စတဲ့စကားတွေကြားဘူးကြာမှာပါယောက်ျားတယောက်ကစကားများတွေအတင်းပြောတတ်တယ်တတ်တည်မရှိဘူးအဲ့လိုအခြေအနေတွေမှာဆိုရင်ဒီလိုစကားတွေနဲ့ခိုင်နိုင်ပြီးပြောတတ်ကြပါတယ်ဒါဟာမိမတွေမှာမှရှိတဲ့ဇယိုက်တွေပေါ့ ိမဆန်နေဆိုတာကို အစိုးဘက်ကနေပဲပြောကြတာများပါတယ်။ဒီဆောင်ပါမှာတော့မိမဆန်ခြင်းဟာဘလောက်ကောင်းတယ်လဲဆိုတာကိုဆွေးနွေးခြင်းပါတယ်။အထူးသဖြင့်ခေတ်သစ်ကောင်းဆောင်မှုအတွက်ပေါ့။အရင်ဆုံးယောက်ျားဆန်နေမိမဆန်နေဆိုတာဘာလဲအရင်ပြောကြည့်ကြည့်အောင်။အင်္ဂလိပ်ဆိုရင်တော့ masculine ဖြစ်တယ် feminine ဖြစ်တယ်လို့ပြောကြပါတယ်။ယောက်ျားဆန်တယ်လို့သတ်မှတ်ကြတဲ့ဇယိုက်လက္ခဏာတွေကတော့ ဥဆောင်နိုင်စွမ်းရှိတယ်။ဆုံးဖြတ်ချက်ပြတ်သားတယ်။ရဲရင်နဲ့ပြောရဲဆိုရဲရှိတယ်။ကြံ့ခိုင်တယ်။စိတ်ခံစားချက်ကိုရှည်တမ်းမတင်ဘူး။မိမဆန်တယ်လို့သတ်မှတ်ကြတဲ့ဇယိုက်လက္ခဏာတွေကတော့နှုတ်ညံ့တယ်၊တိမ်မွေးတယ်၊ယဉ်ကျေးတယ်၊စိတ်ရှိတယ်။ဒါတွေကအကောင်းဘက်ကလက္ခဏာတွေပါ။အဆိုးဘက်ကအချက်တွေကတော့ဆောင်းပါးအစမှပြောခဲ့တယ်လို့အတင်ပြောတတ်တယ်၊တွေ့ဝေတယ်၊စိတ်ခံစားချက်ကိုရှည်တမ်းတင်တယ်၊စိတ်သက်ပြောညံ့တယ် မိခိုးခြင်းနဲ့ဒီလိုအချက်တွေပေါ့တကယ်တော့ဒါတွေဟာယောက်ျားတိုင်းမိန်းမတိုင်းမှာ ရှိကိုရှိနေတဲ့အချက်တွေမဟုတ်ပါဘူးပင်ကိုယ်စရိုက်ရဲ့ပြုစုပြိုးထောင်ခံရတဲ့ပုံစံရည်နဲ့အဓိကသက်ဆိုင်ပါတယ်ယောက်ျားလေးတည်းမှာလည်းဆုံးဖြတ်ချက်မပြတ်သားတဲ့သူတတိမရှိတဲ့သူကိုကိုကိုယုံကြည်မှုအားနည်းတဲ့သူအတင်းပြောတတ်တဲ့သူတွေတပုံကြီးရှိပါတယ်မိန်းကလေးတွေတည်းမှာလည်းရဲရင်တယ်လုံရဲကန်ရည်တယ် ဆုံးဖြတ်ရဲတယ်စိတ်သက်ကြန့်ခိုင်နေတခုခုဆိုရင်ဒဲရှင်းနေဒဲပြောတယ်ဆိုတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါပေမဲ့ညာတော်အဖြစ်တော့တားယောက်ကြားလေးဆိုရင်ကိုကိုကိုယုံကြည်မှုရှိအောင်ဥဆောင်နိုင်စွမ်းရှိအောင်တတ်သည့်ရှိအောင်ပြောထောင်ကြတယ်မိသားစုထဲမှာအလေးပေးဆက်ဆံတယ်မိန်းကလေးတွေကြတော့ဘိုင်းကောင်းကြောက်ပြီဆိုတာမျိုးပုံသွင်းတယ်ဘာမဆိုမပြောရမဆိုရ မသွားရမလားရပိတ်ပင်နေဒီလိုနဲ့ကိုကိုကိုယုံကြည်မှုအားနေသွားတယ်တယောက်ယောက်အပေါ်မှာမြှခုနေရမှာဆိုတဲ့စိတ်တွေဝင်ကုန်တယ်အဲ့ဒီလိုနဲ့လုပ်ငန်းခွင်နဲ့ရောက်လာတဲ့အခါမှာအလုံမှာတော်ပါရက်နဲ့ယာဓုတူပြီးမခံရတာတွေအထင်သေးခံရတာတွေဖြစ်လာတယ်ပေါ့ဟိုရက်ကတော့ Avas Fitness Review Guide for Woman Arwa ဆိုတဲ့စာအုပ်လေးကိုဖတ်ဖြစ်ပါတယ် အရင်ဆုံးစဖတ်ဖြစ်အောင်ဆွဲဆောင်နိုင်ခဲ့တဲ့ဆောင်းပါးကအမျိုးသမီးဆန်တဲ့အည်သွေးတွေဟာကောင်းဆောင်ကောင်းဖြစ်စေနိုင်တယ်တဲ့အရင်တုန်းကတော့မျိုးသမီးတွေဆိုရင်အထင်သေးကြတယ်ကိုဝင်ဆောင်ရမယ်ကလေးမွေးရမယ်ဒါဆိုအလုံးမှာလာထီးခိုက်မယ်ပေါ့နော်အခုကြတော့ခက်ကဒိုးတက်လာတယ်လူတွေကအမြင်ပွင့်လာတယ်ဥပမာအခုကိုဗစ်ကြေတနာမှာဥဆောင်မှုကောင်းကောင်းပေးနိုင်သူဆိုပြီး ကြီးကျူးခံနေရတဲ့နယူးဇီလန်ကမျိုးသမီးဝန်ကြီးချုပ်ဂျစီရာအရင်းဆိုရင်2018နှစ်တုန်းကလက်ရှိတာဝန်ကိုထမ်းဆောင်နေစေမှာကိုပဲကလေးမျိုးဖွားခဲ့တဲ့သူဖြစ်ပါတယ်ဒီလိုကလေးမျိုးဖွားရခြင်းဟာအမျိုးသားဝန်ကြီးချုပ်တွေမှာဆိုရင်ပြဿနာတစ်ခုမဟုတ်ပါဘူးအမျိုးသမီးဖြစ်တဲ့အတွက်ဒီကိစ္စက ရှိလာတယ်ပေါ့ရှိပေမဲ့ ဒါကိုပြဿနာလို့မမြင်တော့ဘူးအဆင်ပြေအောင်ပံ့ပိုးပေးတယ် congratulation လုပ်ကြတယ်အဲ့ဒီတော့ပုံမှန်တိုင်းပဲတာဝန်ထမ်းဆောင်သွားတယ်ခစ်ကဒီလိုဖြစ်လာပြီ နောက်ပြီးတော့ဤပညာကတိုးတက်လာတော့ခွန်အားသုံးအလုပ်လုပ်ရတယ်ဆိုတာလည်းသိမရှိတော့ဘူးဒီခစ်မှာအားနွဲ့တယ်ဆိုတာပညာမတတ်တာခေါ်တာဖြစ်ပါတယ်အဲ့လိုပဲကောင်းဆောင်မှုအည်သွေးနဲ့ပတ်သက်ရင်လေယောက်ျားဆန်တယ်လို့သတ်မှတ်ကြတယ်ဟောတိုင်းတိုင်းနဲ့ပြောမယ်ဆိုမယ် လုံမယ်ကိုင်မယ်ဆိုတာထဲခေါင်းအေးရထားတပတ်သားစကားကိုနားထောင်တတ်တာစိတ်ရှိတာကိုချင်းစာကိုချင်းစာတတ်တာစတဲ့မိမဆန်တဲ့အစီအသွေးတွေကိုပို့ပြီးတောင်းတောင်းဆိုလာကြပါပြီကျွန်တော်အခုညွှန်းတဲ့ဆောင်းပါးကိုရေးတဲ့သူကတော့ဂျွန်ကာဇမာဖြစ်ပါတယ်သူကတော့ကိတ္တေကောင်းဆောင်မှုအရေးမှာမြို့သမီးတွေရဲ့ဇယိုက်လက္ခဏာတွေဘလောက်အရေးပါတယ်လဲဆိုတဲ့အကြောင်းတွေကို ရေးလေရှိတဲ့သူပေါ့နိုင်ငံပေါင်းများစွာကဝန်ထမ်းပေါင်းများစွာနဲ့စစ်တမ်းတွေကိုလည်းလုပ်ခဲ့ပါတယ်လူတွေရဲ့ဇယက်လက္ခဏာတွေကိုဖော်ပြထားပြီးတော့ဘယာကယောက်ျားဆန်နဲ့ဘယာကမိန်းမဆန်နဲ့ဆိုပြီးခွဲခိုင်းနေပြီးတော့မှကစ်တစ်ကောင်းဆောင်လေးစီကဘယုဘလူဇယက်လက္ခဏာတွေကိုလိုချင်တယ်လဲဆိုပြီးမိတယ်အဲ့ဒီမှာအချက်စချက်ထွက်လာပါတယ်ရှစ်ချက်ကမိမအဆန်တွေလို့တတ်မှတ်ကြတဲ့အချက်တွေဖြစ်ပြီးနှစ်ချက်ကတော့ ယောက်ျားဆန်တယ်လို့သတ်မှတ်ကြတဲ့အချက်တွေဖြစ်ပါတယ်။အဲ့ဒီချက်တွေကတော့နံပါတ်၁ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတတ်ခြင်းနံပါတ်၂အနာဂတ်အတွက်စီစဉ်တတ်ခြင်းနံပါတ်၃ကြိုးကြောင်ကြစဉ်းစားတတ်ခြင်းနံပါတ်၄သစ္စာရှိခြင်းနံပါတ်၅ပျော်ပြောင်းခြင်းပြောင်းလဲပြင်လဲဖြစ်ခြင်းနံပါတ်၆စိတ်ရှိခြင်းနံပါတ်၇ခံစားတည်ဖြင့်ဆုံးဖြတ်ခြင်းနံပါတ်၈ ပူပေါင်းဆောင်ရွက်တက်ခြင်းတို့ဖြစ်ပြီးယောက်ျားဆန်တယ်လို့သတ်မှတ်ကြတဲ့အချက်နှစ်ချက်ကတော့နံပါတ်9ဆုံးဖြတ်ချက်ပြသခြင်းနံပါတ်10ကြန့်ခိုင်ခြင်းအရှုံးမပေးတက်ခြင်းတို့ဖြစ်ပါတယ်။ဒါကြောင့်ခေတ်သစ်ခေါင်းဆောင်မှုမှာအမျိုးသမီးဆန်တဲ့ဇယက်လက္ခဏာတွေပိုလိုအပ်လာပြီလို့ပဲပြောကြတာပါ။တကယ်တော့ဒါကစတန်တကူကနေထွက်လာတဲ့ရလက်ဖြစ်ပါတယ်။ကိုယ့်အနေနဲ့အမြင်တူခြင်းမှတူပါမယ်။ဥပမာ expressive ဖြစ်တယ်ဆိုတဲ့ကိုယ့်ဘက်ကအမြင်ကိုယ့်ရဲ့ခံစားချက်တွေကိုတစ်ဖက်သားသိအောင်ပြောတတ်တာ မျိုးသိမ့်မထားတာမျိုးဆိုရင်လည်းတချို့ကသဘောတူခြင်းမှတူမယ်စိတ်ကောက်တတ်တဲ့ကိုယ့်ကောင်မလေးနဲ့ရှင်ပြီးဒါကိုညင်ချင်ညင်မယ်အားလုံးတော့လည်းမဆိုလိုပါဘူးနော်ဒါပေမဲ့မျိုးသားတွေကစိတ်သက်ကြရင်စိတ်ညစ်ရင်ဝမ်းနည်းရင်တော့ငါယောက်ျားပဲဆိုတဲ့စိတ်နဲ့ဟန်ဆောင်ပြီးတော့အာတင်းထားတတ်ကြတာများပါတယ်ဒီအတွက် expressive ဖြစ်တာကမျိုးသမီးတွေမှာပိုတွေ့ရများတယ်ဆိုတာလည်းလက်ခံလို့ရပါတယ်။ကျွန်တော်ပြောခဲ့သလိုပါပဲဒီအချက်တွေကမိမမှန်ရင် ရှိကိုရှိရမယ့်အချက်တွေယောက်ျားမှန်ရင်ရှိကိုရှိနိုင်မယ့်အချက်တွေမဟုတ်ပါဘူး။ဒါကကြားမှတတ်မှတ်ချက်တွေသာဖြစ်ပြီးဘသူမှမဆို ရှိနိုင်တဲ့ဘသူမဆို လေ့ကျင့်ပြိုးထောင်လို့ရတဲ့အရည်အသွေးတွေသာဖြစ်ပါတယ်။နောက်တစ်ခုကတော့မိမကြီးကြာနေတာပဲမိမလို့မေးမရနဲ့ စားတဲ့စကားတွေလိုမကောင်းတဲ့ဆဲလက္ခဏာတွေကြမှာမိမားနဲ့နှိုင်းပြောတာမျိုးမဟုတ်ဘဲနဲ့မိမားဆန်တဲ့ဇယက်လက္ခဏာတွေတဲမှာလေကောင်းတဲ့အချက်တွေအများကြီးပဲရှိတယ်ဆိုတာကိုသိစေချင်ပါတယ်။ဒါကြောင့်ယောက်ျားပဲဖြစ်ဖြစ်မိမားပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ခေါင်းဆောင်ဇယက်လက္ခဏာ၁၀ရှိနေအောင်ကိုကိုကိုလေ့ကျင့်ထားနိုင်မယ်ဆိုရင်အကောင်းဆုံးဖြစ်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါကတော့ဆရာဖြိုးတရားရေမိမစံချင်းနဲ့ဖြစ်တဲ့ကောင်းဆောင်မှုဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားတာပါမိ쇠ရဲ့ခံစားသိမြင်တော်မှုကိုလည်းကွန်မန်မှာမှတ်ချက်ရေးသွားနိုင်ပါတယ်နောက်နေ့များမှာလည်းကောင်းမွန်တဲ့စာပေဆောင်းပါးတွေကိုရှားဖွေဖတ်ရှုပေးသွားမှာဖြစ်လို့ဒီဆောင်းပါးလေးကိုကျန်နေတတ်တဲ့ဆိုရင်လည်းအရင်ရှယ်လုပ်ပေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့မိ쇠ကိုလည်းယေရှုအထူးတင်ပါတယ်ခင်ဗျာ